قرآن تنجامو يجي ايه بو أفن نيدان قرآن أديب تنجام ساتن فين يت تنجام الحمد لله الله سيمكا سكالون غالون بي أتو جوبي قرآن تنجامو يجي ايه بو مو تورو توتو نت أعوب ويا فين جالي باري بسم الله الرحمن الرحيم الرحمن علم القرآن خلق الإنسان الرحمن أنا نغرون روشين علم القرآن توشين القرآن وتين بيرو مغير خلق الإنسان توشين لوداء وفاندين مغير دي آية تو آية ما سكالون سوزو بوم نالون بي باشي باره ပရမအာယတ်မှာအရဟမန်အနန္တဂုဏရောရှင်ဆိုတဲ့စကားလုံးတစ်လုံး ဒုတိယအာယတ်မှာအလ္လာမသင်ပေးတော်မူခဲ့တယ်ဆိုတဲ့သကလုံးတစ်လုံးနဲ့အလ်ကုရ်အာန်ကုရ်အာန်ကိုဆိုတဲ့သကလုံးတစ်လုံးကုရ်အာန်ဆိုတဲ့သကလုံးထဲမှာကစလုံးနဲ့အတိတ်ပဲတွဲထားပါတယ်နှစ်ခုစလုံးအရေးကြီးလို့အပ်ပါတယ်တတိယအာယတ်မှာခလာပဖန်ဆင်းတော်မူခဲ့တယ်ဆိုတဲ့သကလုံးတစ်လုံးနဲ့အလ်အင်ဆာန်လူသားကိုဆိုတဲ့သကလုံးတစ်လုံးစုစုပေါင်း၅လုံးပဲရှိပါတယ် ဒီကနေ့ဘာတိရတယ်လဲဆိုရင်လူသားမဖန်ဆင်းခင်ခရဲကကုရ်အန်သင်ကြားမှုကိုအရင်ဆုံးအရှင်မြတ်ကမိန့်လိုက်တဲ့သဘောဟာလူသားဖန်ဆင်းခြင်းရဲ့ရွယ်ချက်ကိုဖော်ပြလိုက်တာဖြစ်ပါတယ်ဆိုလိုတာကရဟမန်အနန္တဂရုဏာတော်ရှင်ကကုရ်အန်သင်ကြားမှုအတွက်လူသားကိုဖန်ဆင်းတော်မူခဲ့တယ်လို့မိန့်လိုက်တယ်လို့ပဲဖြစ်ပါတယ် ကုရ်အန်သင်ကြားခြင်းဟာဘလောက်အရေးကြီးလဲဆိုတာပေါ်လွင်ထင်ရှားသွားပါပြီဘလောက်ကိုယ်တို့တုတ်တုတ်နဲ့အဖက်နေတန်းကို အရှင်မြတ်ကကုရ်အန်သင်ကြားမှု အရေးကြီးပုံကိုမိတ်လိုက်တယ်လဲဆိုတာကိုအံ့ဩစွာနဲ့တွေးလိုက်ရပါပြီအလ်ဟမ်ဒူလလာအာရဘီစကလုံး၅လုံးပဲသိရင်တောင်ကုရ်အန်သင်ကြားမှုဘလောက်အရေးကြီးတယ်လဲဆိုတာကိုမျက်ဝါးထင်မြင်နိုင်တယ် ကုရ်အန်ဘလောက်လွယ်ကူလိုက်တယ်လေဒါကြောင့်ဒီလိုစကလုံး၅လုံးများနဲ့ကြင့်လစ်တဲ့စကားမျိုးကို လူသားမတုနိုင်တာကိုသိလိုက်ရပါပြီအရှင်မြတ်ကရှင်းရှင်းလင်းလင်းဖင့်ပြတဲ့အတွက်အရှင်မြတ်ကိုလိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်အလ်ဟမ်ဒူလ illah အရှင်မြတ်ကတော့ကုရ်အန်ကိုသင်ကြားပေးထားပြီးပါပြီကျွန်တော်တို့အားလုံးကိုကုရ်အန်အတိတ်ပဲနားလည်အောင် တည်ယူနိုင်တဲ့စံအားအရှင်မြတ်ပေးသနာတော်မူပါစေအာမင်ဒါကိုနားလည်အောင်ကြိုးစားထားပါသင်တန်းမှာမိမိနားလည်သလိုပြန်ပြောပြရပါမယ်ဆရာဟာရှင်တင်မြင့်